ပြီးခဲ့တဲ့ရေတတဲ့ဘက်ကတော့ဖက်ကန်ဒေတာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူပေါင်းတပ်ဟာတလကျော်အကြာမှာဖက်ကန်မြို့ကိုရောက်ရှိခဲ့ပြီးနောက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့အရက်သားတွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့တဲ့င်းအပြင်တိုက်ပွဲပြင်းထန်နေတဲ့ပုံပေါ်မျိုးကစစ်ကောင်စီတပ်စခန်းတချို့ကို KNY ပူပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးကချင်ပြည်နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ် ပြခဲ့တဲ့ဧပြီလ23ရက်နေ့ကဖက်ကန်ဒေတာကိုဥတည်ပြီးမိချီနာဖက်ကန်လမ်းပိုင်းကနေအင်အားထောင်နဲ့ခြေပြီးခြေတက်လာတဲ့စစ်ကြောင်းဟာတလကျော်အကြာမီလ29ရက်နေ့ကဖက်ကန်ဒေတာကို ရောက်ရှိလာခဲ့ပါတယ်။အင်အားတရာကျော်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာမီလ29ရက်နေ့ညနေပိုင်းကဖက်ကန်အဝင်ဖြစ်တဲ့လေပင်ကြေးရွာကိုရောက်ရှိလာခဲ့ပြီးနောက်ဒေတာခံပြည်သူတွေဟာတိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်ညရင်းချင်းထွက်ပြေးတိတ်ဆောင်ခဲ့ကြပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာနောက်တရက်မှာတော့ဖကန်တမကုံဘက်ကိုဦးတည်ပြီးစစ်ကြောင်းပြန်လည်ထိုးလာတဲ့အတွက် လုံခင်းကြေးရွာထဲမှာ KNA ပူပေါင်းတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်တိုက်စုံမှုအခြေအနေကိုတော့မသိရသေးပါဘူး။တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ဟာလမ်းတွားလမ်းလာပြီးသူ20ဦးခန့်ကိုလူသားတိုင်းကအနေနဲ့ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအဲ့ဒီထဲကတချို့ဟာပြစ်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူသားတိုင်းကအနေနဲ့ဖန်ဆီးခံရတဲ့ပြည်သူတွေဟာဘယ်သူဘဝဆိုတာတော့မသိရသေးပါဘူးလူသားတိုင်းကအနေနဲ့ဖန်ဆီးခံလိုက်ရတဲ့ပြည်သူတွေထဲကတချို့ဟာအဲ့ဒီနေ့မှာပဲပြန်လွတ်လာပြီးတချို့ကတော့လူသားတိုင်းကအနေနဲ့ဆက်လက်ဖန်ဆီးထားတယ်လို့တည်င်းရင်းမြစ်သွေးစီကသိရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ရဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်လုံခင်းကျေးရွာမှာအရက်သားပြည်သူ၅ဦးထက်မနည်းတေဆုံးခဲ့ပြီး စီတင်မှနေစေဖြစ်တဲ့အတွက်တချို့ရက်ွက်တွေမှာအလောင်းမကောက်နိုင်သေးဘူးလို့ဒေတာခံတွေစီကကနဦးသိရပါတယ်။မီလာ29ရက်နေ့မှာတော့စစ်ကောင်စီစစ်ကြောင်းဟာဖက်ကန်တပ်မကုံဘက်ကိုစစ်ကြောင်းထိုးခဲ့ပြီး KNY ပူအောင်တပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့ရင်လုံခင်းကြီးရွာတစ်ခုလုံးကို ပုံကျဲတိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းမှာလူသားတိုင်းကအနေနဲ့ဖမ်းဆီးထားတဲ့အရက်သားတွေလည်းပါဝင်ပြီးမေလ30ရက်နေ့မှာဖက်ကန်တမကုံကိုရောက်ရှိသွားပြီလို့သတင်းရင်းမြစ်သွေးစီကတီးရပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့လုံခင်းကျွရမှာတော့မပေါက်ကွဲသေးပဲကြံရှိနေတဲ့စစ်လက်နဲ့အကျဉ်းကြံတွေရှိနေသေးတဲ့အတွက်အ мян ဆုံးဖယ်ရှားပေးဖို့ဒေသခံတွေတောင်းဆိုနေပါတယ်။စစ်ကောင်စီတပ်ဟာသူတို့စစ်ကြောင်းထိုးခဲ့တဲ့ဖက်ကန်လန်တခြားကကြီးရော်တွေမှာပြန်လည်တပ်ဆွဲနေပြီး ဗီဒီယိုပိုင်းပစ္စည်းတွေကိုခိုးယူနေတယ်လို့ဒေတာခန်တွေစီကသိရပါတယ်။ဒီကရရဲ့တပ်ဘက်ကတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မျိုးကအင်ဟာအကြီးဆုံးတပ်ဖြစ်တဲ့စာကခ23ရဲ့ကာကင်းစခန်းတချို့ကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးဗမော်မျိုးသိမ်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေတယ်လို့ဒေတာခန်တွေစီကသိရပါတယ်။မေလ29ရက်နေ့က KNA ပူပေါင်းတပ်ဟာစကခ23အနီကကာကင်းစခန်းကိုတိမ်ပိုက်ခဲ့တဲ့အပြင စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲနေတဲ့ဝင်းလိုက်ဟိုတယ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ပုံမော်မျိုးကိုစစ်ကူလာတဲ့ရဟတ်ရင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဟာဒရုန်းတွေကိုပုံမော်အုံပြူလာပြီးတိုက်ခိုက်လာတယ်လို့စီရီတရင်းကြီးမြင့်သွေးစီကသိရပါတယ်။ KAI ပူအောင်တပ်ဟာစကခ27ကိုမေလ30ရက်နေ့အထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲဆက်လက်ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ီးခဲ့တဲ့မီလာ20ရက်နေ့ကရွှေကူမြို့မှာရှိတဲ့ခလာယာ56တပ်ရင်းတဲ့အရေးပေါ်ဆင်းသက်သွားတဲ့ရဟန်းရင်ကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့မှတ်တမ်းတပ်ပုံတွေလည်းထွက်ပေါ်လာပါတယ်။ရဟန်းရင်ကိုဘေးပတ်လည်ကနေအကာအကွယ်ပေးထားတဲ့တန်ကြပ်ကောင်ရင်နဲ့ထရက်ကားတွေကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းမြင့်တွေစီကသိရပါတယ်။ပမောမျိုးကိုစစ်ကူနဲ့ရိခါတွေလာရောက်ပို့ဆောင်တဲ့စစ်ကောင်စီတပ်ရဲ့ရဟိုင်းရင်၃စင်းကို KIA ပူးပေါင်းတပ်ကဝိုင်းဝန်းပစ်ခတ်တာကြောင့် ဒဇင်းပြကြခဲ့ပြီးဒဇင်းကိုလည်းအခုလိုထပ်မံဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ယဟန်ရဲ့ဒဇင်းသားမိချီနာလီတာကိုပြန်လည်ဆင်သက်နိုင်ခဲ့တာဖြစ်ပါတယ်။လာမယ့်ဘက်တွေမှာတော့ဗမော်မျိုးမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကို KYA ပူးပေါင်းတပ်ကထပ်ပြီးတင်ပိုက်သွားမလားဖက်ကန့်မျိုးကိုစစ်ကောင်စီစစ်ကြောင်းရောက်ရှိသွားပြီးဖြစ်တဲ့အတွက်ဖက်ကန့်ဒေသမှာစီးရဲအခြေအနေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။